အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ်မှာတောမီးတွေအကြီးကျယ်လောင်ကျွမ်းနေတာကြောင့်စံချိန်တင်အပူလိုင်းတွေဖြစ်ပေါ်နေတယ်လို့တာဝန်ရှိသူတွေက ပြောပါရယ်။တောင်ကြားတွေနဲ့အတွင်းပိုင်းဒေသတွေရှိအပူချိန်ဟာဒီဂရီဖာရင်ဟိုက်ကနန်းသုံးလုံးအထိစံချိန်တင် မြင့်တက်နေပြီးမိသက်သမား3000လောက်ဟာအဲ့ဒီအပူချိန်မှာပဲတောမီးကိုနှိမ့်သက်ဖို့စူးစမ်းနေကြရပါရယ်။ တော်မီဟာဆာဂရာမန်တိုမြို့မြောက်ဖက်ရှိစီအာရာနီဗာဒါဒေသမှာစပီလောင်ကျွမ်းခဲ့တာဖြစ်ကလူနေအိမ်ဆဲလုံးနဲ့တစ်တောအေကာ2000လောက်ကိုဖျက်ဆီးခဲ့ပြီးဖြစ်ပါတယ်တော်မီကြောင့်အရေးပေါ်ပြောင်းရွှေ့မှုတွေလှုံ့ဆော်ခဲ့ရပြီးအချို့လမ်းပိုင်းတွေကိုလည်းပိတ်ထားခဲ့ရတယ်လို့သိရပါဗျ။ တော်မီကြောင့်ဒေသခံ9ဦးနဲ့မိသက်သမား2ဦးဟာအသေးစားဒဏ်ရာတွေရရှိခဲ့တယ်လို့ကယ်လီဖိုးနီးယားပြည်နယ်တစ်တောတဲ့မိသက်ကာကွယ်ရေးဌာနကပြောပါရယ်ဆန်လူးဝစ်အိုဘီစပိုကောင်တီမှာလည်းတော်မီကြောင့်တစ်တောအေက1900လောက်လောင်ကျွမ်းပျက်စီးခဲ့ပြီးပူပင်းချောက်တူတဲ့လေတိုက်ခတ်ခြင်းတွေဟာတောမီကိုလှည့်မြန်စွာကူးဆက်စေခဲ့ကဒေသခံတွေကိုဘေးလွရာသို့အေးအော်ပြောင်းရွှေ့ပေးခဲ့ရတယ်လို့သိရပါဗျ။ ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းမြစ်ချောင်းဆင်းအမျိုးသားတက်တော်ကျွိုင်းတွေမှာစပြီး Los Angeles မြို့အရှေ့ဘက်ရှိ San Bernardino တက်တော်တွေအထိတောင်မီ18ခုလောင်ကျွမ်းတယ်လို့အာဏာပိုင်တွေကထုတ်ပြန်ကြေညာခဲ့ပါတယ်။ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းဒေသအများစုမှာအပူချိန်လွန်ကဲမှုသတိပေးမှုတွေကိုတာဝန်ရှိသူတွေကထုတ်ပြန်ထားပြီးအပူချိန်ဟာ130ဒီဂရီ Fahrenheit အထိရောက်ရှိနိုင်တယ်လို့သတိပေးချက်ထဲမှာပါရှိပါတယ်။ ဒီဂရီဖာရင်ဟိုက်တရာမှ130အထိရောက်ရှိနိုင်ပြီးအဲဒီအပူချိန်ဟာလူတွေကိုအသက်အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ဒီလိုအပူချိန်မျိုးမှာအပြင်ထွက်ခြင်းကိုတတ်နိုင်သမျှရှောင်ရှားကြဖို့တိုက်တွန်းလိုပါတယ်လို့အမျိုးသားရာသီဥတုတိုင်းတိုင်းဌာနကထုတ်ပြန်ထားတယ်လို့သိရပါတယ်။